ဝင်နေလာတာတသိန်း၈တောင်းနေပေါ့နော်အခုလိုမျိုးကုမ္ပဏီပိုင်ရှင်တယောက်ဘယ်လိုဖြစ်လာနိုင်ခဲ့တာလဲလို့ဒါမိတ်ဆွေအများစုကလည်းစိတ်ဝင်စားကြတယ်ပေါ့နော်အဲသူတွေ့တယ်လည်းမေးကြတယ်ကျွန်တော်ပြောတိုင်းလည်းကျွန်တော်ရှင်းပြတိုင်းလည်းသူတို့တွေကတော်တော်လေးအံ့ဩကြရပေါ့နော်ဆိုတော့ဒီလိုပဲကျွန်တော်ဒီဟိုဟာကျွန်တော် page တွေရောကျွန်တော် account တွေရောလာပြီးတော့မေးကြရတယ်ပေါ့နော်အဲဘယ်လိုကြိုးစားခဲ့တာလဲရှင်းပြပါဆိုတော့ကျွန်တော်တကယ်တော့အများကြီးရှင်းပြခဲ့ပါတယ်ဒီနေ့လည်းကျွန်တော်ထပ်ရှင်းပြအောင်မယ်ဘာလဲဆိုတော့ပေါ့နော်အဓိကကဖရက်တရားလောက်ပါနော်ဒါ လူငယ်နဲ့ဘာသာရေးပေါ့ဘာသာရေးလို့ပြောလိုက်ရင်လူတွေအများစုကပေါ့နော်အဲငါတို့ကနိုင်ငံရောင်းလေ့ကျင့်ရတော့မလားပါလားတွေးထင်နေတယ်မဟုတ်ပါဘူးနော်ဆိုတော့ကျွန်တော်ဒီအသက်20နှစ်တိပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာဆိုတာကျွန်တော်ကမီယူဖလာဗုဒ္ဓဘာသာပဲဖြစ်ခဲ့တယ်ဥပမာဆိုရင်ဒါပါတော့အဖေရသွားចောင်းတက်တယ်ဆိုတာကဒါကမိဘသွားခိုင်းလို့ဘာသာရေးတစ်ခုရအကြောင်းကျွန်တော်ဖေရသွားចောင်းတက်လုပ်တယ်ပေါ့နော်အဲဒီဥပုံနဲ့မဥပုံစောင့်နေဆိုတဲ့အတိလေးပဲရှိခဲ့တယ်ဟုတ်တယ်မလားတရားနာရဲဆိုတာလည်းဒါလူကြီးတွေမှနားမယ်တရားလို့ထင်ခဲ့တယ်ဒါပေမဲ့ အသက်20တနှစ်ကျော်မှကျွန်တော်ကအကူတယောက်ရဲ့ကျေးဇူးကြောင့်တီးခဲ့တာဗောနော်ဆိုတော့သူကအဲ့ကျွန်တော်20တနှစ်လောက်အချိန်မှာသူကဒီဆရာတော်ဒီဟာအဆရာတော်ဥက္ကောတန်လာဒီတရားတွေသူကဘေးမှာဗောနော်စပီကာလေးနဲ့ဖုံမင်ထားတယ်အဲ့မှာကျွန်တော်ကအတန်လေးကြားမိလိုက်တဲ့ချိန်မှာဘောနော်တရားမဟုတ်တဲ့ခဏခဏကြားနေရတော့ကျွန်တော်ကအဲစိတ်ဝင်စားသွားတယ်ဘောနော် ဟာအဲကျွန်တော်အရင်တော့အတိခဲ့တရားရေးဆိုတာဒီမှာဒီနိဗ္ဗာန်ရောက်ချောင်းတရားရေးပဲကျွန်တော်နားခဲ့တာများတယ်အဲအဲ့တော့ကလည်းကိုကလည်းဉာဏ်စင်မရှိတော့ဒါတွေကလူကြီးတွေမှနားလဲတယ်တရားရေးလို့ထင်တာပေါ့နော်ဒါမဲ့အဲ့ဒီဆရာတော်ဥက္ကဋ္ဌလည်းဟောတဲ့တရားကြကျွန်တော်ဘာရေးကြားမိလဲဆိုတော့ပေါ့အဲဒီပေါ့ဒီလူမှုရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနှီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနိုင်ငံစီးပွားရေးလူမှုဟိုးအစုံပဲအစုံပဲ ဆိုကျွန်တော် surprise ဖြစ်သွားပါเนาะဒါကငါတို့ဘုဒ္ဓဘာသာမှာရှိရလားပါเนาะအသက်21တနှစ်ကျော်မှကျွန်တော်တီးခဲ့ရဆိုပြီးတော့ကျွန်တော်အဲ့ကစပြီးစိတ်ဝင်စားသွားပြီးတော့ဆရာတော်ဥက္ကဋ္ဌနာတရားမှန်တယ်များကျွန်တော်အကုန်နာတယ်နာတော့ကြတော့ဘာเนาะဒါကိုကိုကလည်းခုမှတရားစနာကစားဆိုတော်တော်လေးသဘောတွေ့တယ်အဲနောက်တစ်ခုကတရားစနာသူတွေအရင်အဆင်ပြေတယ်အပေါင်းတော်ပေါ့နော်အာကျွန်တော်ခုနကကြိုးစားမဲ့အကြောင်းနေသိရမလားအာလူငယ်တယောက်ကဘလို့ကြိုးစားတဲ့နေဆိုတဲ့အကြောင်းနေကြီးပွားရေးအကြောင်းကြီးအားလုံးကျွန်တော်က နာခဲ့ရတယ်။အဲ့ဒီကနေပြီးတော့မှကျွန်တော်ကတစင်တစင်ပေါ့နော်။အာဒီမှာဒီဒေဟုဆရာတို့ဖရာတို့အမနာပဒာကြီးတို့တစ္ဆာရွှေစီတို့အစုံပဲကျွန်တော်ဆရာတော်ဖရာတော်တော်များများကိုနာမိလိုက်တဲ့အချိန်မှာဘာဖြစ်ခဲ့ရလဲဆိုတော့အော်ငါတို့ကြီးပွားအကြောင်းပေါ့နော်။အောင်မြင်အကြောင်းတရားတွေကဒီဗုဒ္ဓဘာသာမှာရှိနေပြီသားဆိုကျွန်တော်တို့တွတ်တွေ့တယ်ပေါ့နော်။နောက်တစ်ခုက ိုမိုက်တာကောသူမစိတ်အကြောင်းနေအများကြီးသိခဲ့တယ်ဘု து စိတ်အကြောင်းဆိုကိုယ်စိတ်အကြောင်းကိုသိခဲ့ရတယ်ဒီချိန်မှာငါဘာလို့ဒီစိတ်ဖြစ်နေရလဲဒီချိန်မှာငါစိတ်တွေဘာဖြစ်နေရဆိုတဲ့အကြောင်းနေအများစုကိုကျွန်တော်သိခဲ့ရတယ်အဲ့လိုသိခဲ့ရတဲ့အချိန်မှာအာကျွန်တော်တော်တော်လေးပျော်သွားတယ်ဗောနော် အရင်တော့ကတော့ကျွန်တော်22နှစ်မတိုင်ခင်ကတော့စိတ်ညစ်တာတွေအများကြီးကြုံခဲ့ရတယ်အများကြီးကြုံတိုင်းလဲကျွန်တော်ကဘောနော်ဘာလူဖြည့်သိမ့်လူဖြည့်သိမ့်ရမှမသိဘူးဘောနော်ပြီးရကိုကအရင်မတော့တဲ့လူဆိုပူဆိုးတယ်နော်အရင်မတော့တဲ့လူဆိုဒီလူမျိုးပါအကိုကဒီအရင်မကြိုက်လို့ဘောနော်အဲဆိုအရင်မကြိုက်အရင်မတော့တဲ့ဘူးစိတ်လေးလည်းမတော့တဲ့တော့စိတ်ညင်ဘာလို့မှမသိဆိုအဲ့လိုမျိုးတယောက်တည်းခံရတဲ့အချိန်မှာဒီဒီတရားတွေနာပြီးတဲ့အချိန်မှာစိတ်တွေဖြည့်သိမ့်တက်လာတယ်အဲ့အဲ့ဒီမှာကျွန်တော်ဘောနော် အယူမှန်းလာပြောရမှာမနော်အာအတော်တင့်ကိစ္စတွေပြဿနာတွေကိုကျွန်တော်ကဘာလို့မြင်လာလဲဆိုတော့အာဓာရီကဘာမှမဟုတ်ဘူးဆိုတော့တိလာတယ်အဲ့ကြတိတ်မခံစားမိတော့ဘူးနော်အဲ့ကြဘာတွေကောင်းလာလဲဆိုတော့အကျိုးရလက်တွေရလာတယ်အကိုကပဝင်းကြီးကိုအကောင်းမြင်တတ်လာတယ်အဲနောက်ပြီးကိုကိုတိုင်းပဲပေါ့နော်ဒီအချိန်လေးကိုအလာဟတ်တုံးမိနေရလဲမြင်လာတယ်နောက်တစ်ခုဓာတ်တွေအချိန်လေးကိုဘလို့အသုံးချမလဲဆိုတာတွေကိုလည်းဗုဒ္ဓတရားတော်ရဲ့အညီကိုကအားလုံးကိုကျွန်တော်လိုက်နာနိုင်ခဲ့တယ် ဲ့အချိန်မှာပဲကျွန်တော်ကဗောနောစတင်ပြီးလူပြောင်းလဲလာတဲ့အတွေးခေါ်တွေအယူဆတွေအရင်တုန်းကတခုဆိုရင်ဗောနောအာဒီဘယ်လိုအလိုမကျတာတွေအများများတယ်နောက်တစ်ခုကပြဿနာတွေပဲအများကြီးကိုဖန်တီးမိနေတတ်တယ်နောက်တစ်ခုက ဘာပဲလုပ်လို့ပေါ့နော်ကိုကဘာမှမတည်ဘူးဆိုတဲ့အနေအထားကြီးဖြစ်နေအဲ့တရားကြီးနားပြီးတော့အချိန်မှလုံးဝ change ကြီးဖြစ်သွားတာနော်ဆိုတော့အဲ့မှာကျွန်တော်ဆရာဥက္ကဋ္ဌလားနေနားတယ်အခုနပြောခဲ့သလိုပေါ့နော်အဒီမှာအများကြီးပဲအများကြီးပဲအများကြီးပဲနားတဲ့ခါမှာအတိကြရဒါမှမဟုတ်ကျွန်တော်ဒီကနေလူငယ်တွေပြောချင်တာလေကိုတကယ်အောင်မြင်ရင်လားအဲ့တရားတော့တရားမြင်မြန်းနားနော်စိတ်ညင်တရားနာတရားနာတရားနာတရားပဲနားတဲ့ခါကျရင်သူကတိလာလိမ့်မယ်သူတရားထဲမှာဟိုဒီဒီဝိရိယအကြောင်းတွေလုံလဝိရိယအကြောင်းတွေတမာရီအကြောင်းတွေအများကြီးပါတယ် ဒါပေမဲ့ကိုကအများစုကကြတော့အာဒီဝရိယရှိတယ်ဒါပေမဲ့ဘလို့ဝရိယထားမှမသိဘူးဗောနော်အဲ့ပြတစ်ခါစိတ်ညစ်တယ်ဒီစိတ်ကိုဘလို့ဖျက်မှမသိဘူးဆိုတော့အကြောင်းလာတယ်အများကြီးပါလာတယ်ပြောချင်တာကွာအဲ့လိုအစုံပါလာတဲ့အခါမှာကျွန်တော်တော်တော်လေးပျော်သွားတယ် ဆိုအဲ့ရစာပြီးကျွန်တော်ကြောင်းလဲလာခဲ့တယ်ကြောင်းလဲလာခဲ့တယ်အခုဆိုရင်ကျွန်တော်ကကုမ္ပဏီအဲတီထောင်နိုင်ခဲ့တယ်ပေါ့နော်အဲဒီကုမ္ပဏီတီထောင်နိုင်ခဲ့ပြီးတော့ဝန်ထမ်းပေါင်းယာချီပေါ့နော်200ကျော်ကိုကျွန်တော်လာတာပေးထားနိုင်ခဲ့တယ်ဆိုတော့ဒါကအမတ်ပဲကြည်လိုက်ပုံမြင်တပုတ်လိုပဲဒဏ္ဍာရီတပုတ်လိုပဲပေါ့နော်အဲမဖြစ်နိုင်တဲ့စကားလုံးပြောနေတယ်ဆိုပဲဒါပေမဲ့ဒါကလက်တွေဖြစ်ခဲ့တာပါ အဲ့တော့ဗောနော်ကျွန်တော်တယောက်တည်းပဲဒီလိုဖြစ်ခဲ့ရလားဆိုတော့ကျွန်တော်လိုက်လစ်လာကြည့်ရမှာမဟုတ်ပါဘူးเนาะဆိုတော့အများစုတတိယကျွန်တော်တွေ့ဘူးလေជីជីတက်ချမ်းသာတတိယတွေ့ဘူးတယ်ဖရာတရားအရန်လုတ်တယ်เนาะဆိုတော့သူတို့ကြည်လိုက်ရင်အလုတ်တွေအများကြီးလုံနိုင်တယ်ဗောနော်ဆိုအဲ့မှာကျွန်တော်တွေ့ခဲ့တယ်ဟောလို့မိုက်လိုက်လာဗောနော်ဒါကျွန်တော်အဆင်ဆိုဘာမှမဟုတ်ဘူးအောက်ခြေအဆင်ပဲရှိသေးတယ်ကျွန်တော်ကဆိုတော့အဲ့မှာကျွန်တော်က ပူတိလာအချိန်မှာကျွန်တော်ဒီတရားတွေပို့ပြီးနားပြလာတယ်အခုဒီနားတော့မယ်ကျွန်တော်ကရေချိုးကန်ကြီးလက်တရားနားတယ်အဲဒီထမင်းစားနေချိန်လဲဘေးမှာတရားလေးဖွင့်နားတယ်တခါကျအိမ်မှာညအိတ်ခိုင်းတဲ့တရားနားတယ်ဗောနောနောက်ပိုင်းခုနကပူကောင်းလာတစ်တော့တရှိရဗောနောကိုကတနားနေ့နေ့ချိန်မပေးနိုင်ဘူးဆိုလဲ50မိနစ်နားလို့ရတရားတွေအများကြီးပဲအဓိကစိတ်ကိုငြင်းညံ့နေအေးချမ်းနေပျော်ရွှင်လာတယ်ကိုဘာလို့မလဲဘာမလို့လဲတိလာတယ်ဘသူ့ကိုဘလို့ဆက်ဆက်မလဲတိလာတယ်နော်ဒီ motivation တွေဟာအော်တိုရတာ တော့အော်တိုရတာဖန်တီးနေတယ်မလို့ဆိုတော့အဲ့မှာကျွန်တော်ဘာလဲသိလားဆိုတော့ဩဒီအရတော်တော်ကြီးအတုံးဝင်ပါလားဆိုတော့ကျွန်တော်တည်ပြီးတော့အဲ့မှာပဲကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာတရားဖြစ်ခဲ့ရပါတယ်เนาะနိဗ္ဗာန်ရောက်ဖို့ဆိုတာအဝေးကြီးပါကျွန်တော်တွေเนาะအဲဘောင်းတော်ဒီအောက်ချီရီမန်းချက်တည်းရင်ပြည့်အောင်ဖြည့်ရမယ်အဲဗုဒ္ဓဟောတဲ့ခဲ့တာကဒီဒီဘာလို့ပြောမလဲလောကီလောကုတ္တရာပေါ့အရင်ဆုံးလောကီမှာကျွန်တော်နေတယ်လောကီဆိုတာကျွန်တော်လက်ရှိကျင့်လက်နေတဲ့လူဘဝမှာကျွန်တော်တို့ကအောင်မြင်အကြောင်းတည်းလည်းရှိတယ် ဒါကိုစိတ်ဝင်စားရဆိုရင်အကိုကမဟုတ်ဘူးအာကိုကကိုယ့်ရဲ့ဉာဏ်စဉ်အရာကိုက logic ကိုကြော်ပြီး logic တရားလက်လာမယ်ဆိုလည်းရတယ်ပြောချင်တာကအများစုထင်တာက logic တရားဆိုတဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းတရားတခုလည်းမဟုတ်ဘူးနော်အာမြတ်တော်ဘုရားကအကုန်ချပေးခဲ့ပါတယ်နော်ဆိုအဲအကြောင်းမလို့ကျွန်တော်ကတော့ယုံကြည်100%လीဘာလို့ဆိုတော့ကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာစစ်စစ်တယောက်ဖြစ်လို့ပါနော် ကျွန်တော်ဒီဘာသာရေးနဲ့ပတ်သက်ရင်လည်းကျွန်တော်ကတော်တော်လေးလုပ်တယ်ဗောနော်ဒါကိုယ့်ကိုသိတယ်လာပြီးဆွေးနွေးလို့ရတယ်မေးမြန်းလို့ရတယ်ဗောနော်အဲ့လောက်အဆင့်ထိကျွန်တော်ကလစ်လာထားတယ်ဗောနော်ဆိုတော့အဲ့ဒါကြောင့်မလို့ဘောင်းတော့ဘာဖြစ်ဖြစ်အကူကအောင်မြင်နေကြီးပွားနေတိုးတက်နေဆိုရင်အဲ့ဘာသာတရားကိုလစ်လာကြည့်ပါ နော်အာကိုကလူငယ်ပြီပြီပေါ့ကွာကိုတွေ21လောက်ကလည်းဘာရှိလဲဆိုတော့အာစပြီးတော့ဒီဘာသာတရားလုပ်မယ်ဆိုတော့ငါအာကိုစိတ်ထဲမှာတွေးတာပေါ့နော်အဲ့လိုပဲညီငယ်တို့ခုမေးသလိုပေါ့ဘာသာတရားဘာလဲညာလဲကံကိုရောမှာလားအဲ့ဆိုမှကောင်းတာလုပ်တဲ့လုပ်ပြီးတော့တိုးတက်နေလို့လူဘာလို့မလဲအဆုံးပေါ့အဆုံးပေါ့အဆုံးပေါ့မပူနဲ့အဲ့ဘာသာတရားထဲမှာကျွန်တော်တို့ဒီဗုဒ္ဓဘာသာရဲ့ဒီဗုဒ္ဓတရားတော်တွေမှာအဲ့ဖြည့်ရှင်းချက်တွေအကုန်ရှိတယ် မကောင်းတဲ့လုပ်တဲ့လူကဘာကြောင့်ကြီးပွားရလဲကောင်းတဲ့လုပ်တဲ့လူကဘာကြောင့်မကြီးပွားရလဲအဲ့လိုဘောနော်တန်တရားတန်တရားတန်တရားစိတ်တွေကအများကြီးပျောက်သွားရောအဲနောက်တစ်ခုကအကောင်းမြင်တတ်လာတယ်နော်ဆိုတော့အဲ့လိုလေးလေ့ကျင့်ပါလို့ကျွန်တော်တို့ကပြောချင်းလိုက်ပါတယ်အဲကျွန်တော်လုံးဝအာမခံမှာတရားတော်အဲ့လိုစနစ်တကျနာစနစ်တကျလေ့ကျင့်ကိုလိုက်လှုပ်ဆောင်မှုလို့လိုတာပေါ့ ဗုဒ္ဓဆိုတာနီးလည်းမပေးတာလीလှုပ်ဆောင်အောင်မကိုလှုပ်ဆောင်အောင်မဟုတ်เนาะအဲခုနပြောလို့ဒီဒီဂါရာရွတ်အောင်နဲ့ကြီးွားတာတော့မရှိဘူးပေါ့เนาะအဲကြတော့ဘာလို့မလဲဆိုတော့အဲကိုကအဲ့ဒီဂါရာဘောင်းဆိုလိုတာလဲဥပမာဆိုရင်ဒါမြစ်တာတုံးမှာပါလीเนาะဘောင်းဆိုလူလမ်းမြစ်တာထားရမယ်ဒီညီကိုမတော်မလို့ဆက်ဆံရမယ်မိသားစုလိုထားရမယ်ကူညီတဲ့ခါလဲဒါဘလူကူညက်ဆိုပုံစံလေးလာတယ်လေဆိုတော့အဲ့လိုကြတော့ဒါဂါရရွတ်ုံနေမဟုတ်လေအဲ့ဒါကိုလေရွတ်လဲရွတ်မယ်ကိုလည်းအဲ့လိုစိတ်ထားရမယ်ဆိုတော့ပုံစံလေးတွေပေါ့နော်ဆိုတော့အဲ့လိုမူလေးတွေကျွန်ပြောခြင်းပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့